မင်္ဂလာပါရှင်ရှာဟဲကောမီဒီယာကနေနှမ်ဆံမျိုးနဲ့မိလာမှုဖြစ်စင်နိုင် မိငိမ့်တရာတွင်ဆွန်ဆွန်တမန်ပါဝင်ဆောင်ရွက်ပေးခဲ့သောတာဝန်သိပြည်သူများကိုကွန်ပျူတာတန်းနဲ့ကွန်ပျူတာဝင်များပေးအပ်ချင်တဲ့တဲ့တင်ကိုတက်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်ခရိုင်နမ်ဆန်မြို့နယ်အမှတ်9ရပ်ကွက်မြို့မစည်ရည်တွင်မတ်လ18ရက်နေ့မိလောင်မှုဖြစ်စဉ်၌မိငင်တည်ရေလုပ်ငန်းများတွင်တာဝန်ရှိသူများနှင့်အတူဆွန်းဆွန်းတမန်ပူပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သောအရက်ဖက်ရည်တည်ရင်ရင်မောင်းများအောင်ဂုံးဖြူဝဲခန္ဓာကိုယနေ့နနက်စင်နိုင်ကမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှတွင်ဆောင်ရွက်ခဲ့ပါသည် ်ရှေးဦးစွာနမ်စန်တန်နယ်မှာဗိုလ်ချုပ်ဆိုအောင်ကဂုံပြူအမားစကားပြောကြရတွင်မတ်လ18ရက်နေ့လူနေထူထပ်သည့်မြို့မစီရနေ့မိလောင်မှုဖြစ်စဉ်တွင်တာဝန်သိစိတ်ဖြင့်ရောက်ရာရမလာရောက်၍သက်ဆိုင်ရာတာဝန်ရှိသူများမိသက်တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍လိုအပ်သည့်ရေအဆက်မပြတ်ရေကူညီဆောင်ရွက်ပေးခဲ့ကြသည့်ရေသေးရင်ရွေမောင်းများအားအထူးကျေးဇူးတင်ဂုံပြူပါကြောင်း ရေတရင်များ၏စုပေါင်းအဖြစ်ဝိုင်းဝန်းကူညီခဲ့ကြ၍မိကုဆက်လောင်းကျမှုအခြေအနေနှင့်ပျက်စီးဆုံးရှုံးမှုများယခုထပ်ပိုမကြီးမားခင်အချိန်မီတားဆီးနိုင်ခဲ့ကြောင်းနှင့်နောင်လာတူဖြစ်စဉ်များပေါ်ပေါက်ပါကလည်းဝိုင်းဝန်းပူပေါင်းကူညီဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါသည်။ အဲ့ဒီနော်နမ်စန်တက်နယ်မှာဘူချုပ်ဆိုအောင်နမ်စန်တက်နယ်မှာဘုံမူစီလင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးနေမျိုးထွန်းမြို့နယ်မိသက်ဦးစီမူဦးမျိုးမြောင်နဲ့တောင်နှန်းလူငယ်လူမှုကွန်ရက်ရဲ့အသင်းဥက္ကဋ္ဌဦးကောင်းမြတ်သူတို့ကအဆိုပါတာဝန်သိပြည်သူစုစုပေါင်း33ဦးအားကွန်ပျူမတန်ကွန်ပျူငွေတသိန်းချက်စီနဲ့စံစီချက်ဦးတို့ကိုကွန်ပျူပြရခဲ့ပါတယ်။ ထို့နောက်တောင်နန်းလူငယ်လူမှုကွန်ရက်ရဲ့အတင်းအောက်ကထာဦးကောင်းမြတ်သူက တောင်ဝင်တိပြည်သူရေတဲရင်ရေမောင်းများကွန်ပျူတာဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့်မြို့နယ်မှာတောင်ဝင်ရှိသူများနဲ့အလူရှင်မိသားစုများကိုကျေးဇူးတင်ကွန်ပျူတာစကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်